ဖုန်းမကြည့်နေနဲ့ဆာလုံအောင်လို့ဆုံးမနေတော့ကိုရိုင်းရောကလေးရှိမှဖုန်းမတုံးပဲနေနိုင်လားအဲ့ဒီအကြောင်းကို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 ပြန်ဆန်းစစ်ကြည့်လိုက်တော့မှကလေးကတော့ပြောနေတာကျမတို့ကိုရိုင်းကလည်းအပြောနဲ့အလုံးမညီမှန်းကိုသိလာရပါတယ်ချမင်းချက်ရင်လဲဖုန်းပုတ်တယ်ကလေးကိုချမင်းခွန့်ရင်လဲ Facebook ကြည့်မိတယ်ကလေးကစကားလာပြောရင်တော့ဖုန်းကြီးကင်ပြီးအေးပြောလီဆိုပြီးတော့လုံးမိတာတကယ်တော့ကလေးတွေဆိုတာကျမတို့ပြောတာတွေကိုနားမထောင်ဘူး ကျမတို့လို့တာကိုပဲအတူယူပြီးတော့လိုင်းလို့ကြတာမျိုးပါပိုတလုံးလုံးကရှင်တို့အထဲကစောင်းတုပ်ကိုမဖြူညွှန်းပြီးလို့ဖမ်းမိလိုက်တာကျမအတွက်တော့တော်တော်လေးကိုကောင်းသွားတယ်လို့ပြောရမယ်အဲဒီစောင်းထဲမှာရေးထားတာကဖုန်းလီဆိုတာမိဘနဲ့တာသမီးကြားကတန်ရုံးစင်ကျိုးကိုဖြတ်တောက်နေတာတဲ့ပြီးတော့အမေကဖုန်းကြည့်နေရင်ကလေးတွေအနေနဲ့အမေကဖုန်းကိုပဲပို့ချစ်တယ်လို့ခံစားပြီးတော့စိတ်တန်ရာရသွားတတ်တယ်အဲဒီအချက်ကတကယ်မှန်ပါတယ်ကျမကလေးတွေရဲ့အပြုအမူတွေပြောင်းလဲတာတွေကိုသတိထားမိနေတာကြာပါပြီ။ အဲ့လိုဖြစ်ပျက်တွေမဖြစ်စေချင်လို့ဆိုင်းရီးဆရာကမိဘတွေကို စင်ခေါ်ထားတာတခုရှိပါတယ်။အဲ့ဒါကရက်30လောက်ကလေးရှိမှဖုန်းမတုံးပဲနေပြလိုက်ပါတဲ့။အဲ့တော့ဆိုရင်ကလေးရဲ့အပြုမူတွေအများကြီးပြောင်းလဲလာလိမ့်မယ်။ကျမလည်းအခုစမ်းကြည့်နေတာနှစ်ပတ်လောက်ရှိသွားပါပြီ။သူပြောတဲ့အတိုင်းတကယ်ကိုထူးခြားသွားတာပါ။ကျမသမီးလေးနဲ့မျိုးလုံးချင်းစော်မီပြန်ရှိမောဖြစ်လာတယ်။သူတို့လေးတွေကျမနောင်းကိုပိုကက်လာကြတယ်။ဒီချဲလန့်လေးကိုဘယ်လိုဆောက်လို့မလဲ။ဘာကြိုးကြီးစုတွေရမလဲဆိုတော့ The Ancient Generation ဆိုတဲ့စာအုပ်ထဲမှာအပြည့်အစုံရှင်းပြထားပါတယ်။ဒါကြောင့်ကိုတော်သမီးနဲ့ဆက်ဆံရေးပြန်ကောင်းခြင်းနဲ့မိမိတို့အားလုံးကိုယ်တိုင်အရင်ပြောင်းလဲကြည့်ရင်ဒီဆောင်အနှစ်ချုပ်လေးကိုရှင်တို့အမှမဖြစ်မနေနားထောင်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ချင်ပါတယ်။